လေတော့ကအပြန်ပန်းချင်းနဲ့ခေဘူးဆိုလို့မောင်ခူးကပေးမနဲ့တုံးစီကကြော့ဆုံးကိုမောင်မြင်တော့သူ့သပင်နှင်းစီပွင့်တွင်နဲ့ကုံတင့်နေလေကောင်းမလေးကကောင်းလေးကိုပြောတာပေါ့ခေဘူးတွေပန်းချင်းနဲ့တဲ့မိမာ သူ့အလိုလျောက်ကြွေးကြနေတဲ့ခီးပွင့်လေးတွေမဟုတ်ပဲနဲ့ခီးပင်ကြီးရဲ့ထိပ်ဖြားဂိမ်းဖြားဂိမ်းသားမှာပေါက်နေတဲ့ခီးပူလေးတွေကိုမှပန်းကျင်နေဆိုပြီးတော့ကောင်လေးကိုပြောတယ်အကောင်လေးကကောင်မလေးပြောတာကိုမှတ်ထားပြီးတော့လေတော့ကပြန်လာတဲ့အခါတော့ခီးပင်မို့တဲ့ပြီးတော့ခီးအဖူးလေးတွေကိုကောင်မလေးပန်းစင်ပေးဖို့အတွက် ူးယူလာခဲ့တာပေါ့ပြီးတော့ကောင်းမလေးလာမယ်လမ်းမှာဆောက်ခေဘူးလေးတွေပြေးမယ်ဆိုတဲ့မျှော်လင့်ချက်လေး ਨੇ ဒါပေမဲ့ကောင်းမလေးကသူ့အနာလေးရောက်ရောကောင်းမလေးရဲ့သဘင်ထက်မှာနှင်းစီပွင့်တွေဟိုမြင်လဲရတဲ့အခိုက်တန့်ပေါ့ကြိုးစင်တာကဒီမြန်မာစာမြန်မာစကားရဲ့တိတ်တဲ့ လေးနဲ့တဲ့အသုံးလုံးလေးတွေကိုပြောချင်တာပါခုနကတုံးပတ်ကြပြားထဲမှာတုံးသွားတယ်သူ့စပင်နှင်းစီပွင့်တွေနဲ့ဂုံတင့်တယ်လေအဲ့ဒီတင့်ဆိုတဲ့နေရာလေးမှာဂုံမြင့်တယ်လေဂုံဝင့်တယ်လေဆိုပြီးတော့တုံးမယ်ဆိုရင်လည်းတုံးလို့တော့ရတယ်ဒီကြပြားလင်းကားရဲ့ဒီအနှစ်သာရလည်းပြတ်မသွားဘူး ဆိုအပ်ပြရတဲ့နေရာမှာလေချောချောမုံမိရှိသေးပါပဲဒါပေမဲ့ဂုံမြင့်တယ်လေးဆိုတဲ့နေလို့တုံးလိုက်မယ်ဆိုမြင့်ဆိုတဲ့စကားလုံးလေးတစ်လုံးကြောင်းကောင်းလေးနဲ့ကောင်းကောင်းလေးကကောင်းမလေးထက်နိုင်ကြတဲ့တဘုံမျိုးတက်ရောက်သွားမယ်အဲကောင်းမအဲ့ဒီအတွက်ကြောင့်ကောင်းလေးနဲ့ကောင်းမလေးရဲ့ဘဝတွေအလန်းကွာဝေးပြီးတော့ကောင်းလေးကစိတ်အားငယ်သွားတယ်တိမ်ငယ်သွားတယ်ဆိုတဲ့ သဘောမျိုးဖြစ်သွားတယ်နော်ပြီးတော့ဂုံဝင့်နယ်လေးဆိုတာကြတော့ဝင့်တယ်ဝင်ကြွားတယ်ဆိုတဲ့သဘောမျိုးဖြစ်တော့အာကောင်မလေးရဲ့တန်တယ်မှာမာနာကြီးတယ်ဝင်ကြွားတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားနိုင်တာပေါ့နော်အခုတုံးထားတာကဂုံတင့်နယ်လေးတဲ့တင့်နယ်ဆိုတာတင့်တယ်လှပါတယ်သူချစ်တဲ့ကောင်မလေးကို ူကိုယ်တိုင်ခဲရခက်စင်နဲ့ခေပင်မောခေပင်ကြီးပေါ်တက်ပြီးတော့ခူးလာတဲ့ခေဖူးလေးတွေကိုမပေးလိုက်ရပြီမယ်။ကောင်မလေးရဲ့ခေါင်းကနင်းစီဝင်လေးတွေကိုကြည့်ပြီးတော့အော်တင့်တယ်လိုက်တာလှပလိုက်တာဆိုပြီးတော့မူဒိတာပွားတဲ့တဘောမျိုးလေးပေါ့နော်ဖြစ်သွားတယ်ပေါ့။ကြိုက်လို့ပါဒီဆရာကြီးမင်းတို့ဝင်ရဲ့ မြင်နေဝန်နေတင့်နေဆိုတဲ့သကလုံးကြီးတွေသကလုံးကြီးတုံးလို့ရတဲ့အထက်မှာတင့်နေဆိုတဲ့အတုံးလုံးလေးကိုတုံးမှာတော့ပေါ်ကြတော့ကျေးဇူးများတင်ပါတယ်